ားလုံးပဲမင်္ဂလာပါဒီတစ်ခါပြောပြပေးရမယ့်အကြောင်းအရာကတော့ဂျပန်နိုင်ငံက second hand iphone တပတ်ကြီးဖုန်းတွေဝယ်တော့မယ်ဆိုရင်တတိထားရမယ့်အချက်ကိုကျွန်တော်ပြောပြပေးရမယ်ပထမအချက်ကတော့လူတိုင်းတီးမယ်လို့ကျွန်တော်ထင်ပါတယ်အပြင်မှာဝယ်ရင်ကိစ္စမရှိပေမဲ့ online မှာဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့အပြင်နဲ့ကွာခြားလေးရှိရဗျာအဲ့ဒါတွေကတော့ဖုန်းမှာအနာစာပါမပါဆိုတာကိုတီချာစစ်မယ်ဖုန်းမှာပါတဲ့ cloud တွေကိုအကုန်လုံးတီချာစစ်မယ်ဖုန်းရဲ့ touch screen ကလည်းတီချာလုံးမလုံးတီချာစမ်းကြည့်ပါ ဒုတိယတစ်ချက်စစ်စစ်တင်တဲ့အရာကတော့ဖုံးရဲ့ပတ်ချူပဲ။ဆိုင်တွေကတော့ပေါ်ပြထားတော့ဘလောက်ပါဆန်ရှိတယ်ဆိုပေမဲ့ကိုကိုတိုင်လည်းဖုံးစက်တင်တဲ့မှာဝင်ပြီးစစ်တင်တယ်။ဖုံးဘက်ထရီက80%နဲ့100%ချားဆိုရင်တော့ OK တယ်။ တတိယအချက်စစ်စီတနေ့အရာတော့ iOS version ကိုစစ်မယ်။ဘာလို့ဒီလိုပြောရလဲဆိုရင်တော့တနည်းနဲ့တနည်းပြာ application တွေကအများကြီးဖြစ်လာတယ်။ကို့ဖုန်းက undate ဖြစ်နေရင် download မရတာရှိရဗျာ။ security ဘိုင်းတွေကလည်းမြင့်လာတယ်။ version အစ်တလုံးဆောင်ချက်တွေကလည်းတနည်းနဲ့တနည်းမတူဘူး။အခုနောက်ဆုံးပေါ် iOS version นี่ဆိုရင်ဓာတ်ပုံရိုက်လိုက်လို့ကိုတယောက်တည်းပဲထားခြင်းလည်းဆိုဘေးနန်းလူတွေကိုလည်း auto ဖြတ်လို့ရတာဗျာ။နောက်ဆုံးအရေးကြီးဆုံးအချက်စစ်စစ်တင်တဲ့အရာကကိုဝယ်မဲ့ဖုန်းကဆင်ဖီလာဆင်လော့လာဆိုတာတီချာစစ်စစ်ပါ ကိုကိုတိုင်းလဲဖုန်းရဲ့ setting မှာတွားပြီးကြည့်လို့ရတယ်ကိုဝယ်မဲ့ဖုန်းက SIM free ဖြစ်နေဖို့လိုတယ်ဘာလို့လဲဆိုတော့ကိုကတခြားနိုင်ငံတွေတွားမယ်ဆိုလဲတက်ဆိုင်ရာနိုင်ငံတွေရဲ့ SIM card ကိုဝယ်ပြီးကတ်ဆိုင်ပြီးအသုံးပြုလို့ရတယ်ဖုန်းဝယ်မယ်ဆိုရင်တော့ model အစ်ဝယ်ရတော့အကောင်းဆုံးပေါ့ဗျာမဝယ်နိုင်ဘူးဆိုလဲနှစ်နှစ်သုံးနှစ်ဝင်းချင်လောက်ကအနည်းဆက်ဆုံးဝယ်အញ្ញိုင်းအန်တိတ်မဖြစ်စေနဲ့တခြားစစ်ဆေးရမယ့်အရာတွေလည်းရှိပေမဲ့အခုကျွန်တော်ပြောပြပြီးရတဲ့အချက်ကူတာတခြားစစ်မယ်ဆိုရင်တော့ okay ရဲ့ဗျာဖုန်းဈေးနှုန်းလေးလည်းကျွန်တော်တို့တစ်ချက်လောက်အတူကြည့်လိုက်ရအောင်ဗျာ လက်ရှိ2025ခြောက်လပိုင်းမှာဂျပန်ငွေတရန်ကမြန်မာငွေရန်30ကျပ်ရှိတယ်ဆိုပါတော့အခုမြင်နေရတဲ့ဈေးနှုန်းတွေကို30နဲ့မြောက်ရင်မြန်မာငွေတန်ဖိုးထွက်လာလိမ့်မယ်။တပတ်ရဲ့ iPhone ဈေးနှုန်းတွေကမြန်မာငွေနဲ့ပြောမယ်ဆိုရင်၄သိန်းဝန်းကျင်ကနေမြန်မာငွေတိန်း30ဝန်းကျင်နီးပါးလောက်ဖုံးပေါ်မူတည်မှာဈေးနှုန်းတွေကတော့အမျိုးမျိုးရှိရဲ။အခုမြင်နေရတဲ့ iPhone အလုံး90ကျော်ဆိုရင်မြန်မာငွေ၄သိန်းကနေ9သိန်းခွဲဝန်းကျင်လောက်ထိပဲရှိရဲဗျာ။ အဟောင်းနဲ့အစ်စ်မှာဈေးအရန်กว่าခြားချက်ကတော့သူ့မှာလည်းအားနေချက်တွေတော့ရှိရပေါ့အားနေချက်ကိုမတိမှလည်းမစိုးရိမ်နဲ့အခုတွေ့နေရတဲ့စာတွေကသူတို့အားနေချက် အားတာချက်တွေကိုအကုန်လုံးရေးပြီးပြီးသားဒီအချက်တွေကို ကိုကကြိုက်တဲ့သဘောကျမှတာဝယ်ပါတပည့်ရဲ့ iPhone လက်တော့တွေအများဆုံးရှိတဲ့နေရာကတော့လက်စစ်မြို့တော်လို့ခေါ်တဲ့အာကီဟာဘာရာမှာတော့အများဆုံးတွေ့ရတတ်တယ်အောင်ပစ္စည်းဆိုင်တွေကဂျပန်နိုင်ငံရဲ့နေရာတဝိုက်တော်တော်များများမှာရှိတယ်။ဆိုင်နံပါတ်တွေကလည်းအမျိုးမျိုးရှိရပါတော့ ်အထဲမှာမှာကျွန်တော် အကြိုက်ဆုံးဆိုင်ကတော့ဘုံအော်စူပါဘဇာပေါ့အကောင်ကလက်စစ်ပစ္စည်းနဲ့ပတ်တန်းရင်တော်တော်များများကိုစုံတာဗျအခုကျွန်တော်တွားကြည့်ရဲ့နေရာဆိုရင်ဖုံးအလုံးကြီး100နဲ့300ဝန်းကျင်မှာရှိရဗျာဆိုင်ရဲ့လိပ်စာကိုလည်း post မှာရေးပြထားတယ်နောက်ထပ်လေဘ ഹു သူတရမယ့်အကြောင်းအရာတွေကိုကျွန်တော်တက်နိုင်တဲ့လောက်ဝင်မြပြီးတော့မှမို့လို့အကိုတို့အမားတို့ဘက်ကလည်းကျွန်တော်ကို share and follow လေးနဲ့ဝင်ရံပေးပါအောင်လို့တောင်းဆိုပြရစီအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ